တပါပေါ်မှာအထက်ဆုံးကိစ္စရဲ့နေရရှိရယ်။ဒါလဲဆိုတာနံပါတ်၁နေ့ရဲ့ကောင်းထက်မှာရှိတဲ့အတွေ့လူများရဲ့ကောင်းထက်ကိုထည့်ပေးခြင်းဟာဒါအထက်ဆုံးနံပါတ်၁ဥပမာလစပြောတယ်ပြောတယ်ပြောတယ်ဒီလိုကမဟုတ်ဘူးမဟုတ်ဘူးငါထင်တာရှိရယ်အမောဒီလိုထင်နေနေ့ရဲ့အတွေ့ကောင်းတဲ့ဟာကိုရောတာကောင်းတယ်မဟုတ်ဘူးအဲ့ဟာဘလို့မှရိုက်လို့မရနေ့လူများရဲ့ပတ်စံအိတ်ထဲကနေရှိတဲ့ပတ်စံကိုနေ့ရဲ့ပတ်စံအိတ်ထဲကိုရောက်လာဖို့အတွက်ဒါအထက်ဆုံးကိစ္စရဲ့နေ့အ ခက်ဆုံးကိစ္စရဲ့နေရဲ့ဘယ်လိုဖြေရှင်းမလဲနံပါတ်၁နှီးရဲ့ကောင်းထက်မှာရှိတဲ့အတွေးကိုလူများရဲ့ကောင်းထက်ကိုရိုက်ထက်တာကအကယ်၍နှီးဟာသူ့နဲ့ဆွေးနွေးနေတဲ့အချိန်ဆွေးနွေးတဲ့အကြောင်းအရာပေါ့နော်ကိစ္စရဲ့ကသူဝါသနာပါနေတဲ့အကြောင်းအရာဖြစ်ခဲ့တယ်ဆိုရင်နှီးရဲ့ကောင်းထက်မှာရှိတဲ့ဟာကိုသူ့ကိုထည့်လို့ရတယ်ပြောလို့ဆိုသူစိတ်ဝင်စားတဲ့ဟာကိုသွားဆွေးနွေးဆွေးနွေးရင်းဆွေးနွေးရင်းနဲ့အဲ့ဟာနံပါတ်တက်တဲ့အတွေးခေါ်လေးတွေကိုတွဲတွဲတွဲပြီးတော့ထည့်ပေးလိုက် သူပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံသွားလိမ့်မယ်။အဲ့တော့သူတို့ထက်အချင်းချုပ်မယ်ဆိုရင်သူပါလိုချင်တာလဲ။သူပါပြောချင်တာလဲ။ပါဆွေးနွေးချင်တာလဲ။လိုက်ဆွေးနွေး။ဆွေးနွေးတဲ့အချိန်မှာနှီးရဲ့ကောင်းထက်မှာရှိတဲ့မှန်ကန်တဲ့အတွေ့အခေါ်ကိုကြားညက်သွားပြောပြီးချောမွေ့စွာနဲ့သူလက်ခံသွားလိမ့်မယ်။နံပါတ်၄ကနှီးရဲ့လက်မှာသူလိုချင်တဲ့အရာရှိလို့ရှိရင်ဒုတိယကိစ္စရက်ကလည်းဖြည့်ရှင်းသွားပြီ။ဒုတိယကဘာကြီးလဲဆိုတော့သူလိုချင်တဲ့အရာသူလိုချင်တဲ့ PC နဲ့လက်မှာရှိနေရဲ့ဆိုရင် သူ့ရဲ့အိတ်ထဲမှာရှိတဲ့ပတ်စံလဲနေရဲ့အိတ်ထဲကိုရောက်လာမယ်နေ FPC ကိုသူ့ဘေးကဆုဖြစ်ရှင်းသွားပြီချုပ်ပြောမယ်ဆိုရင်တကယ်၍နေဟာသူများစိတ်ဝင်စားတဲ့အကြောင်းအရာဆွေးနွေးတပြိုင်တည်းမှာနေ့ရက်လက်မှာလဲသူလိုချင်တဲ့အရာ ရှိလို့ရှိရင်ခုနပြောလိုက်တဲ့ကပါပေါ်မှာအခက်ဆုံးကိစ္စရဲ့နေရက်ကအလိုလိုနဲ့ဖြစ်ရှင်းသွားပါပြီ First step